မင်္ဂလာပါရှင် တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဟဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဆေးဥစုကျင်းပမဲ့ရွေးကောက်ပွဲမှာတနင်္လာရီတိုင်းကနေဝင်ပြိုင်မဲ့ကိုစလဲလောင်းတရာကျော်ရှိတဲ့အကြောင်းပလောင်မြို့အနေကသင်္ကန်းတော်ရဝန်ကျင်ကိုဆရာနာရှင်တက်လီချောင်းကဖုံးချခဲ့တဲ့အခြေအနေတဝက်အထူးစီးပွားရေးဆောင်မှာတိုက်ပွဲဖြစ်ပြီးနေအိမ်တစ်စိတ်ကျော်မိရှုခံရတာ ဆီယနာရှင်တက်စစ်ကြောင်းထိုးလာလို့တနင်္သာရီမြို့နယ်မှာရှိတဲ့ကျေးရွာ900ကပြည်သူတွေရှောင်တိန်နေကြရတဲ့အကြောင်းအယုဒ္ဓယာမှာလာဝကတစိတ်တုံးအတူလုံမှုနဲ့မြို့မတော်အဖမ်းခံရတဲ့အခြေအနေစတဲ့တည်င်းတွေပဲဖြစ်ပါတယ်စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာတနင်္သာရီတိုင်းကဝင်ရောက်အရွေးခံမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း124ဦးရှိတယ်လို့တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့အတွင်းရေးမှူးကပြောပါတယ်ဒီတည်င်းကိုတော့ဒွေဝါရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာတနင်္လာရီတိုင်ကဝင်ရောက်ရွေးခံမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း124ဦးပဲရှိတယ်လို့တိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ဖွဲ့ခွဲရဲ့အတွင်ရေးမှူးကပြောပါတယ် ဒီနေ့အတိုင်းမှာစက္ကန်ရေးပါတီပြည်သူပါတီပြည်သူရှေဆောင်ပါတီဒိုင်းသာစီလိုညီညွတ်ရေးပါတီမြန်မာနိုင်ငံတောင်တူလက်သမဖွံ့ဖြိုးတိုးတက်ပါတီတို့ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ကနေဦးစုံစမ်းတရားပေးမယ်တက်ဆိုင်ရာပါတီတခုချင်းစီကကိုစလေလောင်းဘလောင်းနဲ့ဝင်ရောက်ရွေးခံမလဲဆိုတာကတော့တိတိကျကျမသိရသေးပါဘူး ဒီနေ့နိုင်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့တာဝန်ရှိသူကိုမေးမြန်းရမှာလေလွတ်တော်ကိုယ်စားလှယ်လောင်းစင်ကို ထုံးမပြောပေးရွေးကောက်ပွဲအတွေ့ကောစင်တာဖုန်းနံပါတ်ကိုပဲမေးမြန်းဖို့ပြောဆိုခဲ့ပါတယ်။တိုင်းထဲမှာရှိကြံကရေးပါတီပြည်သူ့အစည်းအဝေးပါတီပြည်သူ့ပါတီဒါစာညာအစားတွေပါတီတချို့ကိုဖိုးဆက်တွေမေးမြန်းခဲ့ပေမဲ့လေဖုံးလက်ခံဖြစ်ကြတာမရှိသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်လောင်မီစီးရီတွေကိုအော်တိုမလာစကွေးနေကစပြီးရက်ွက်ကြေးဝါကော်မရှင်အဖွဲ့ရုံးဝေးမှကြီးညာမှဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဒွေမျိုးမှာတော့ဒီနေ့အော်တိုမလာ20ရက်နေ့အထိကိုယ်စားလှယ်လောင်စီးရီတွေကိုရက်ွက်ရှူတွေမှကြီးညာထားတာမတွေ့ရသေးဘူးလို့မြို့ခံချို့ကပြောပါတယ်။ဒီနေ့နိုင်တိုင်းမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့စီစဉ်ထားပြီးရွေးကောက်ပွဲအပိုင်းတင်မှာတော့ ဒွေပေဘိုပြင်းတဲ့ကောတောင်မျိုးနေတွေမှာကျင်းပမှာဖြစ်တယ်လို့စစ်ကော်မရှင်လက်အောက်ခံတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြေညာထားပါတယ်။ဒါပေမဲ့တိုင်းကကတော်လိုင်းအင်အားစုတွေကတော့စေဝစုအတွက်နိုင်ငံရေးဖက်ပေါက်အဖြစ်ကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံပဲဆန့်ကျင်ကန့်ကွက်ထားကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ပလောင်မြို့အနီးတင်ငန်းတော်ရွာနဲ့တန်းရှင်းရွာဝန်းကျင်ကိုဆရာနာရှင်တပ်ကဒီကနေ့အောက်တိုဘာလ22ရက်နေ့မနက်ပိုင်းမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကျဲတိုက်လျင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးဘာရီထိခိုက်ပျက်စီးသွားလဲဆိုတာကိုတော့မသိရသေးပါဘူး။တန်းရှင်းရွာနဲ့တင်ငန်းတော်ရွာဟာရွာချင်းကနေပြီးပလောင်မြို့နဲ့၃မိုင်လောက်กว่าတာပါ။နောက်ထပ်ဘုံတလုံးကတော့ပလမျိုးကနေပလောမျိုးကိုသွားတဲ့ပြည်တော်စုလမ်းမကြီးဘေးမှာကြာရောက်ပောက်ကွဲပြီးလမ်းမီးတိုင်တချို့ပျက်စီးသွားတယ်လို့သိရပါဗျ။ အော်တိုဘလာ16ရက်နေ့ကလည်းတန်းရှင်းရွာကိုဆီယနာရှင်တက်ကဂျက်တိုက်လေယာဉ်နဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့စစ်တပ်နဲ့လည်းပြစ်ခတ်ခဲ့ပါသေးတယ်။တချိန်တည်းမှာပဲဒီကနေ့မနက်ပိုင်းကထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တိန်ခွန်းရွာဝချင်းကိုလည်းဆီယနာရှင်တက်ကဘုံကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီအခြေအနေကိုတော့စုံစမ်းနေဆဲရှိသေးတဲ့အတွက်အသေးစိတ်မသိရသေးပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ရေဖြူမြို့နယ်မှာရှိတဲ့ဒဝဲအထူးစစ်ပွဲရေးဆောင်အတွင်းဆေးရနာရှင်တပ်နဲ့တော်လိုင်းရင်တပ်တို့ကြားတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆေးရနာရှင်တပ်ကခမောင်းချောင်းနဲ့ဝက်ချောင်းကျေးရွာတွေကနေရင်၁၀ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။အင်အားတရာနီးပါးရှိတဲ့ဆေးရနာရှင်တက်ဟာအော်တိုဘားလ၁၈ရက်နေ့ညနေပိုင်းမှာရေဖြူမြို့နယ်ဒေါလောက်ရွာဘက်ကနေခမောင်းချောင်းရွာဘက်ကိုရောက်ချင်းခမောင်းချောင်းနဲ့ဝက်ချောင်းရွာကြားမှာနှစ်ဖက်ထိပ်တွေ့ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ က်ပွဲဖြစ်ပြီးတဲ့နောက်ဆရာနာရှင်တက်ဟာအော်တိုဘာလ16ရက်နေ့ညမှာခမောင်းချောင်းရွာကနေအိမ်ကိုဆောင်ကိုမိရှုဖျက်ဆီးခဲ့ပြီးအော်တိုဘာလ20ရက်နေ့မှာလည်းခမောင်းချောင်းကျေးရွာနယ်တစ်ဆက်တည်းရှိတဲ့ဝက်ချောင်းရွာကနေအိမ်ခွနယ်ဆောင်ကိုလည်းထပ်မံမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါရတယ်။ဆရာနာရှင်တက်ဟာအခုလအတွင်းဒဝဲအထူးစည်းပွားရေးဆောင်အတွင်းစစ်ရင်အားအမြောက်အများဖြည့်တင်းထားတာပါထိုင်းနိုင်ငံနဲ့ဒဝဲအထူးစည်းပွားရေးဆောင်ရင်းနှီးစိတ်ကန်းကိုဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမကြီးကိုလည်းပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောပါရတယ် တဝဲအထူးစီးပွားရေးဆောင်တဲ့ထိုင်းကိုဖောက်လုပ်ထားတဲ့လမ်းမကြီးကိုပြင်ဆင်နေချိန်မှာလဲကုံချောင်းရေချောင်းတို့ကနေဆင်းရင်အတိုးချက်ချထားသလိုအခုပြင်ဆင်နေတဲ့လမ်းပိုင်းလမ်းတစ်လျှောက်မှာလဲဆင်းရနာရှင်တက်တာအင်အား900လောက်ချထားတယ်လို့စုံစမ်းသိရပါဗျာ။ ဒါအပြင်ကံပေါက်ဒေတာမွေးဝတ်ဒီရေတက်ဘက်ကနေလဲအင်အားတရာလောက်ရှိတဲ့စစ်ကြောင်းတစ်ချောင်းဟာအော်တိုဘော်လဒုတိယဘက်ကဆောက်လို့ဒဝဲအထူးစည်းပွားရေးဆောင်ရဲ့အနောက်ဘက်ပင်လယ်ပြင်ကနေစစ်သင်းမုန်းနဲ့တရားဝင်တရားထွက်သွားလာနေပြီးအဲ့ဒီစစ်ကြောင်းဟာအော်တိုဘော်လ20ရက်နေ့မှာလောင်းလုံးမြို့နယ်သဘောဆိတ်ကျေးရွာကိုရောက်လာလို့ဒေတာခန့်ပြည်သူတွေထွက်ပြေးတန်းရှောင်နေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဆရာနာရှင်တက်စစ်ကြောင်းထိုးလာတာကြောင့်တနင်္လာရီမျိုးနွယ်မှာရှိတဲ့ကျေးရွာ900ကပြည်သူတွေတန်းရှောင်နေကြရပါတယ်။ အင်အား30လောက်ရှိတဲ့ဆီယနာရှင်တက်ကအော်တိုဘားလ20ရက်နေ့မနက်ပိုင်းမှာတနင်္သာရီမြို့နယ်ဇဝဲကျေးရွာကနေတဆင့်ဖာနီရွာကိုစစ်ကြောင်းထိုးလာခဲ့တာပါ။အဲဒီလိုစစ်ကြောင်းထိုးလာလို့ဖာနီကျေးရွာနဲ့အနီးဝန်းကျင်မှာရှိတဲ့ရေခမ်းချောင်းရွာ၊လင်းမရွာအပါအဝင်ကျေးရွာ900ကပြည်သူတွေထပ်ပြေးတိမ်းရှောင်နေကြရပါတယ်။ဆီယနာရှင်တက်ကဇဝဲရွာလမ်းဆုံးစစ်စေးရေးဂိတ်ကိုတွာလာခွင့်ပိတ်ပြီးစစ်ကြောင်းထိုးလာတာလို့ဒေသခံတွေကပြောပါတယ်။ အော်တိုဘားလ16ရက်နေ့ကလည်းဗန်လောရွာကိုဆီယနာရှင်တက်ကစစ်ကြောင်းထိုးလာတယ်လို့သတင်းထွက်ခဲ့တာကြောင့်ရွာသားတွေတင်းရှောင်နေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံအယုဒ္ဓယာခရိုင်မှာလူဝင်မှုကြီးကြပ်ရေးရုံရဲ့ဒစိမ့်တုံးအတူပြုလုပ်ပေးနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့မြန်မာနိုင်ငံသားတအုပ်အဖမ်းခံရတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ဒေါ်ဝါရှ်အဖွဲ့သားတအုပ်ကပြောပြပေးသွားမှာပါ။ ထိုင်းနိုင်ငံအာယူတရာခရင်မှာလူဝင်မှုကြီးကြပ်ရေးရှုံးရေးတစိုက်တို့အတူပြုလုပ်ပေးနေတဲ့ဆိုရဲဆော့ဆွဲခြင်းနဲ့မြန်မာနိုင်ငံသားတို့အဖမ်းခံရတယ်လို့သိရပါတယ်။အော်တိုဝါလာ20ရည်နေမှာတစိုက်တို့အတူလုပ်တဲ့ကွန်ပျူတာနဲ့ဂလုံးလုံးခွင့်လက်မှတ်အမိစင်းစာရွက်အပါဝင်စာရွက်စာတမ်းအတူတွင်နေတဲ့အတူမြန်မာနိုင်ငံသားကိုထိုင်းရတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။အဖမ်းခံရသူဟာအသက်40နှစ်အရွယ်မြန်မာနိုင်ငံသားဖြစ်ပြီး ပမင်းဒေတာမှရှိတဲ့သူ့ရဲ့ကိုပိုင်ရှောကန်ထမရတက်ဖွက်ကဝင်ရတဲ့အတူတွားရောက်ဖမ်းဆီးခဲ့တာပါ သူ့ကိုဖမ်းဆီးခြင်းမြန်မာနိုင်ငံသားတွေသူ့အလိုလိုခွင့်လက်မှတ်စာရွက်တွေမှာအယုဒ္ဓယလဝကတစိတ်တိုးရှင်နစ်ထားတဲ့စာရွက်စာတမ်း26စုကိုတွေ့ရတဲ့အတွက်တက်တဲ့အနေနဲ့သိရှိခဲ့တယ်လို့ထိုင်းတင်းတွေမှာဖော်ပြထားပါတယ် အဲ့ဒီစိတ်တော်တွေကိုဆေးဆေးချေအချက်အလက်တိတိကျကျမတွေ့ရပဲအတုဖြစ်နေတဲ့ပြင်စာရွက်အားလုံးမှာတစိတ်တော်နဲ့လက်မှတ်တွေကတပုံစံနဲ့ဖြစ်နေတာတွေ့ရတယ်လို့ဆိုပါတယ်အဲ့ဒီစာရွက်တွေကိုအတိုးပြပြီးစစ်စေးခင်းနဲ့အလုံးလျှောက်တဲ့နေရာမှာလည်းအတိုးပြလေးရှိတယ်လို့မြန်မာနိုင်ငံသားကအရတပ်ဖွဲ့ကိုဖြေချထားပါတယ်ဒါပြင် လာဝကတစိတ်တော်အတူပါတယ်စာရွက်တွေကိုလည်းမြန်မာနိုင်ငံသားအယောက်တရားကျော်ကို တူပါတောင်းနှစ်ထောင်လုံးနဲ့လုပ်ပေးခဲ့ပြီးဖြစ်တယ်လို့စစ်တပ်ဖွဲ့စည်းထွက်ဆိုထားပါတယ်။လက်ရှိမှာအဖန်ခံရတဲ့မြန်မာနိုင်ငံသားကိုစာရွက်စာတမ်းအတူပြုလို့မှု လောက်ခတစိတ်တို့အတူပြုလို့မှုတွေနဲ့အမှုဖွင့်ရေးယူထားတယ်လို့တရင်မှာဖော်ပြထားပါတယ်။အခုလိုတင်းနေတဲ့တင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dove Wash အဖွဲ့သားတွေကဆုမကောင်းတောင်းအပ်ပါရရှင်။